အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel လေးနှုတ်ဆက်လိုက်ပါတယ်ဗျာဒီနေ့မှတော့ကျွန်တော်တို့၄ရက်နေ့ transfer သတင်းလေးနဲ့သွားလိုက်ရအောင်ဒီနေ့၄ရက်နေ့ transfer သတင်းလေးတွေကတော့ champion psg သင်းလေးက river player argentina လူငယ်ကစားသမားလေး patia tuano dandy ဖြစ်သွားပါတယ်ဒီကစားသမားလေးတော်တော်ငယ်သေးရယ်နော်ဒီကစားသမားလေးဘယ်နေရာတွေကစားနိုင်တယ် attacking midfield လို့ right winger လို့မှ ac ကစားလို့ရတယ်နော်ဒီကစားသမားလေးပြီးတော့ကျွန်တော်တို့ခုမှတန်းတက်လာတဲ့ စန်နာလဲဟာပထမဦးဆုံး transfer လို့ပဲပြောရမှာပေါ့လီဖီလေးကိုရိုမာသင်ကနေပြီးမနေ့ကအငားခေါ်ယူတာအဆင်ပြေလို့ဒီနေ့မှခေါ်ယူလိုက်ပြီးဒန်ဒီဖြစ်သွားပါပြီ Bradford သင်ကကိုသမားလေး Flicky လို့ခင်ဗျားတို့သတိထားမိမှာပါဒီကစားသမားလေးကတော့ Leverkusen ဒန်ဒီဖြစ်သွားပါပြီ Bradford ကမြန်မြန်ဆက်ဆံပဲ Leverkusen ပြောင်းဝင်တာနဲ့ Liverpool ကကိုသမားကက်လင်ဟာလေးကိုဒန်ဒီဖြစ်သွားပါပြီ ရက်ဖို့တင်းပြီးတာနဲ့ချက်စီရဲ့ transformer တွေနည်းနည်းသွားလိုက်အောင်ချက်စီကတော့တိတ်တိတ်တိတ်နဲ့လှုပ်ကမြန်မြန်ဆက်ဆန်လေးပဲနော်။ Isuzu လေးကို sport တက်ရနေပြီးတော့ချက်စီ dandy ဖြစ်သွားပါပြီ။ဒီကစားသမားလေးက defender center မှာထားလို့ရဆို defender midfield မှာထားလို့ရဆိုဘလို့သုံးဝင်တာမဆိုနည်းနည်းစောက်ကြည့်လို့ရတယ်နော်။ဒီကစားသမားပြီးတော့ AC Milan ကဂိုသမာ Mike Nan ကိုချက်စီစိတ်ဝင်စားလာတော့နည်းနည်းစိတ်လှုပ်ရှားဖို့ပေါ့။ဒီကစားသမားကရောက်သွားချက်စီအတွက်ဂိုသမာမှာတော်တော်ဆင်ပြေသွားမှနေသားရှိရနော်။ မဲ့ပြောင်းရွှေ့ခြင်း25တန်းနဲ့စကန်းလန်ဆိုတော့ဘာတန်းရထွက်လာအောင်မယ်ဒီနေ့မှလည်း AC Milan နဲ့နဲ့ကြောက်ကြီးရဲ့ဖြစ်သွား Champions League ဝင်ခွက်လေး Europa လေး Conference လေးအကုန်လုံးမရဒီကစားသမားလေးရပြောင်းဖို့တော်တော့နည်းနည်းလေးတော့စောင့်အောင်မယ်သဘောရှိတာပေါ့အရင်ဟော်နေတဲ့ Man U က Final ရဲ့သတင်းလေးနဲ့ reject လုပ်ရတယ်အောင်နော် PY Fernandez တွေကတော့ငြိမ်းသွား Fernandez ကငြင်းငြင်းဆန်ပြီးတော့ Man U မှာဆက်နေရဖို့လည်းရှိရနော်ဒါပေမဲ့ Man U ကခု transfer နှစ်ခုကန်လိုက်တာစိတ်ဝင်စားဖို့ကောင်းတယ် Bradford ကဘူမိုလေးက Bradford မှာ contract ကိုဆင်မပြေတော့တင်းပြောင်းမယ်ဆိုတော့ Man United ကလိုက်တဲ့အပြင်ခုမှသတင်းတသက်ထွက်လာတာ Saudi ကမနေ့ကဖူဟမ်မှာကစားပွဲမှာထိုးပေးခင်ဗျားမတ်မိပါမှာဒီကစားသမားလေးကို Man U ကပြန်ကန်းလမ်းမှာဆိုဘာဖြစ်စိတ်ဝင်စားဖို့ကောင်းဝယ်လို့ဝယ်သေးတယ်ကစားသမားလေးကောင်းတယ်ဒီကစားသမားလေးသာရပါ Man U ရဲ့ striker ကိုနည်းနည်းလေးလွတ်လွတ်လွတ်ကောင်းတယ်လို့ပြောရမှာပေါ့နော်ဒီကစားသမားလေးပြင် မန်စီးတီးရဲ့ transfer အနေနဲ့သွားလိုက်မန်စီးတီးကလည်း AC Milan ကွင်းလက်ကစားသမား Ryan Dar လေးကိုဂျန်ဒီဖြစ်ဖို့အတွက်နေရာလေးဖြစ်နေပါပြီထပ်ဖြစ်ဖို့အင်အားကိုမန်စီးတီးကဘက်တန်ဘက်တောင်မန်မှာ Nori လေးကိုအိုက် Nori လေးကို transfer ကန်လန်းတဲ့အတိုင်းနဲ့ထွက်နေပါပြီဒီကစားသမားလေးပြီးတော့နောက်ဆုံးပိတ်သွားမှာတော့ကျွန်တော်တို့ရဲ့ Real Madrid က Croatia ကွင်းလက်ကစားသမား Modric ကတော့ Real မှာဆွတ်ခွာပြီးတော့ AC Milan မှာဒီနေ့ ဆက်သွားမယ်ခြေစွမ်းနေနဲ့ကျွန်တော်တို့ရဲ့ဒီနေ့ transfer လေးကိုဒီမှာပဲကျွန်တော်တို့နှုတ်ဆက်လိုက်ပါအားလုံးပဲကိုစိတ်နှစ်ဖန်ကြံပါကြပါစေကျေးဇူးတင်ပါတယ်